ခဲ့တုန်းကတော့လင်္ကာဒီပပေါ့အဲ့ဒီနိုင်ငံမှာကြတော့အမျိုးသမီးရဟန်းတော်တွေကအနည်း900လောက်တရားကိုတွေ့နိုင်သေးတယ်ကြားဦးကြမှာမောသားတော်မဟိန္ဒနဲ့သမီးတော်တင်ကမိတ်တာဆိုတာပုံကိုဟုတ်တယ်မလားအဲ့ဒီတင်ကမိတ်တာရဲ့အနွယ်ဘိက္ခုနီတွေဟာတိရိလင်္ကာနိုင်ငံမှာအနည်း900လောက်တရားကိုတွေ့ရသေးတယ်သောတော်လည်းပဲဂျိုးကြဂျိုးကြပဲသူတို့ရဲ့တမိုင်းကြောင်းလေးတွေကိုတွေ့ရတာပါဘိက္ခုနီတွေကိုနော်အမျိုးသမီးယဟန်တော်တွေ မရှိကြတော့ဘူးအခုကြတော့အဆက်အသွယ်တွေပြတ်ကုန်ရောအနှစ်900လောက်ပဲဒီနေ့ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်ကြီးကနှစ်ပေါင်း2500ကျော်သွားပြီအမျိုးသမီးတွေရဟန်းအုပ်ခွင့်မရှိတော့ဘူးပြတ်ပြတ်သွားတာအဆက်အသွယ်တွေပြတ်သွားတာပေါ့အမျိုးသားရဟန်းတွေကြတော့ဒီနေ့ချိန်ကြီးအောင်တွေ့နေရသေးလားတွေ့နေရသေးလားနော်ဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာက 50နဲ့9နှစ်တိုင်တိုင်တရားတော်တွေကိုဟောကြားခဲ့တယ်။ဗုဒ္ဓဘာသာဝင် အားလုံးကအဲ့ဒီတရားတော်တွေကိုလေးလေးစားစားနဲ့လိုက်နာကျင့်သုံးကြတယ်။အနာတီတတ္ထုကမေဝပါဝစနံနဲ့ဗုဒ္ဓမြတ်စွာကဖရာလက်ထက်တုန်းကစိုးရိမ်တကြီးနဲ့မေးကြတယ်။အရှင်ဖရာအရှင်ဖရာမရှိရင်တော့တပည့်တော်တွေဘုသူများကိုးကြရမလဲဖရာ။ရှောက်ကြတာမေးကြတာစိုးရိမ်တဲ့ပုဂ္ဂိုလ်တွေကမေးကြတော့ဗုဒ္ဓမြတ်စွာက ငါဟောထားတဲ့တရားတော်တွေကမင်းတို့အတွက်ဆရာပဲတဲ့မင်းတို့အတွက်ကိုးကြရပဲဗုဒ္ဓမြတ်စွာအဲ့လိုမိန့်ထားခဲ့တာဒါကြောင့်မလို့ဗုဒ္ဓမြတ်စွာမိန့်ကြားသွားတဲ့တရားတော်တွေကိုပထမအကြိမ်ဗုဒ္ဓမြတ်စွာပြိဋိနိဗ္ဗာန်ဆံပြီးတော့၃လကြာတဲ့အချိန်မှာတန်ဃာတော်ရှင်မြတ်တွေကအုပ်စုတွေခွဲတဲ့ပြီးတော့တန်ဃာယနာတင်တယ်ဆိုပြီးတော့အမှားအမှန်တီးဖြတ်ခဲ့ကြတာပေါ့အဲ့ဒါလိုတီးဖြတ်ခဲ့ကြလို့လေခဏိအချိန်ကို တန်ဃာယနာဆိုတဲ့တန်ဃာတော်ရှင်မြတ်ကြီးစူပေါင်းရုပ်ဆိုတဲ့ပွဲလန်းတဲ့ပင်ကြီး6ကြိမ်လောက်ဖူးနေပြီ6ကြိမ်အိန္ဒိယနိုင်ငံမှာ3ကြိမ်တိရင်္ဂနိုင်ငံမှာ2ကြိမ်မြန်မာနိုင်ငံကမန္တလေးမြို့မှာ2ကြိမ်ရန်ကုန်မြို့မှာ2ကြိမ်ပေါင်းလိုက်တော့6ကြိမ်ဒီဗုဒ္ဓမြတ်စွာရဲ့တရားတော်တွေကိုအမှားအမှန်စည်းစစ်ပြီးတော့တီးဖြတ်တာအဲ့ဒီတရားတော်တွေကိုသတ္ထတန်ဃာနာတင်မှုဆိုပြီးတော့ဂနေ့ဗမာနိုင်ငံရော ဟိုထေရဝါဒငါးနိုင်ငံပေါ်ဆိုကြပါစို့ရန်ကုန်မြို့မှာဘုန်းကြီးတို့တောင်မှကောင်းကောင်းမမိလိုက်ပါဘူးဗမာတက်ကြရဲ့လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်80လောက်ကသတ္ထတန်ခိုင်တာဆိုတာတင်နေပြီးတော့6မူတဲ့အငါးမူတဲ့ပဲရိုက်နေခဲ့တာတဲ့အဲ့ဒီဆက်ကူကနှစ်ပေါင်း1000ခန်းတည်းလေဗျာနှစ်ပေါင်း1000ခန်းတည်း ငါးမူပဲအဲ့ဒီပိဋကသုံးမူကိုရိုက်တဲ့ပြီးတော့ဟောဒီထိုင်းနိုင်ငံမှာတစုံလှူခဲ့တယ်တီရီလင်ကာကမ္ဘောဒီးယားလာအိုနဲ့ဗမာနိုင်ငံအတွက်လည်းတစုံအဲ့ဒီဗမာနိုင်ငံအတွက်ရတဲ့ပိဋကတစုံကတော့ခနေ့အချိန်ကဘာအေးဖျားထဲမှာရောက်ဖူးတဲ့ပုံကိုယ်တွေရှိမှာပါပိဋကတိုက်ဆိုကြီးကအဝိုင်းကြီးတွေအဆောက်အဦကြီးအဲ့ဒီပုံမှာထားတာဘယ်သူမှကြည့်ခွင့်မရှိဘူးအထူးစီမံထားတယ်လို့ပြောတယ်အဲ့ဒီစာရွက်ကလေနှစ်ပေါင်း1000 ပိုးမစားချမကင်နိုင်ဘူးလေဗျာအဲ့ဒါနဲ့တမူငါးမူတွေပဲရိုက်ပြီးတော့ပို့ထားတာအဲ့တော့ဆိုကြပါစို့ဗုဒ္ဓမြတ်စွာဟောကြားသွားတဲ့တရားတော်တွေထဲမှာဝီနည်းတရားတော်ဆိုတာကတော့တန်ဃာတော်ရှင်မြတ်တွေလိုက်နာရမယ်ကျင့်သုံးရမယ်စီမင်းစည်းကမ်းတွေကိုရေးထားတာဒဂါရကမတွေနဲ့မအပ်စဘူးလို့ဆိုကြပါစို့သို့တော်ဒဂါရကမတွေလည်းတည်တည်တည်တိုက်တယ်ဆိုပြီးတော့တချို့ဆရာတော်တွေကတော့ပြောကြတာ နောက်တခါအဘိဓမ္မာပိဋကအဘိဓမ္မာပိဋကကြာတိတ်ပြီးတော့လေးနယ်လုံးအာကြည့်တယ်တာမန်ပုဂ္ဂိုလ်တွေနားမလည်နိုင်ဘူးလေဗျာဗုဒ္ဓမြတ်စွာကိုတော်တိုင်းတောင်းမှအဲ့ဒီခေတ်အခါတုန်းကလူသားတွေကိုဟောခဲ့တာမဟုတ်ဘူးနတ်ပြည်တက်ပြီးတော့ဗါလဲနတ်သားတွေကိုဟောခဲ့တာတိတ်ပြီးတော့တိမ်မွေလုံးနူးညံ့လုံးတို့ကနေ့အချိန်ဗမာနိုင်ငံမှာလဲရွတ်နေကြတယ်ညာလုံးပေါက်တဲ့ခုနှစ်ရက်ခုနှစ်လီးတဲ့ပဋ္ဌာန်းတရားတော်တွေ ဘသူတွေနားလဲလဲဘသူမှနားမလဲဘူးဘုန်းကြီးယဟန်နေလဲဘုန်းကြီးတိုင်းနားမလဲဘူးကြားနေတာပဲဟေတုပစ္စယောဟေတုယာနဝအာရမဏီတီနိနဲ့ကြားနေရတာသိပ်ပြီးတော့တိမ်မွေးနူးညံ့လွန်းတဲ့တရားတော်တွေမှတ်ထားကြပေါ့ဗျာအဘိဓမ္မာခုနှစ်ကျမ်းရှိတယ်တဲ့ရှိ6ကျမ်းကိုဗုဒ္ဓမြတ်စွာဟောတဲ့အချိန်မှာခန္ဓာကိုယ်ကအယောင်လင်းနေမထွက်သေးဘူး နောက်ပေဆုံးပဋ္ဌာန်းကျမ်းမြတ်ကြီးကိုရွတ်ဖတ်တဲ့ချိန်ဟောတဲ့ချိန်ကျမှခန္ဓာကိုယ်ကနေအယောင်လင်းနေထွက်တာဆိုလိုတာကတော့ပြောရမယ်ခေစကားနဲ့ပြောမယ်ဆိုရင်မိမိကြည်ကြည်ပြုံပြုံနဲ့ရနေတဲ့စာကိုရွတ်ခိုင်းရင်ဘယ်ချိန်ရွတ်ခိုင်းရွတ်ခိုင်းထပြီးတော့အလွယ်တကူလေးနဲ့အားမဆက်ရဘဲနဲ့ရွတ်နိုင်လောက်တဲ့ပုံကိုယ်တယောက်ကဆိုကြပါစို့တန်ဃာတော်ရှင်မြတ်ကြီးတာရေးနာရေးဆွန်စားကွန်စားရှိတယ် မေတ္တာတုပ်ပြေလေးရုပ်ပေပါဘုရားဆိုဘယ်ဖုံးကြီးမှ အာဇုမန်တဲ့နဲ့နော်ဟိုလေပင်ကြောတွေထောင်းနေအောင်မျက်လုံးတွေနော်မှိတ်နေအောင်မျက်နှာအမူအရာတွေပြက်နေအောင်ဆိုကြပါစို့လူတယောက်ကလေကိုမရသေးတဲ့စာကိုမရသေးတဲ့အကြောင်းအရာတခုကိုပြောရမယ်ရွတ်ရတော့မယ်စဉ်းစားရတော့မယ်ဆိုမျက်နှာအမူအရာတွေကအကုန်လုံးမဲ့ရွယ်ကုန်တာပဲနော်ကိုကကိုပြန်ကြည့်ကြည့်မယုံရင်နော်တကယ်အားဆိုင်တဲ့ပြီးရွတ်ရတာကိုမျက်ခုံးတွေလည်းပဲလှုပ် နော်မျက်နာတွေလည်းပဲအကုန်ရွက်ပြီးတော့အဲ့လိုဖြစ်ကုန်တာတန်သာတော်ရှင်မြတ်ဒီမေတ္တာတုပ်ပြည့်ရယူရင်တပါးမှအဲ့လိုမဖြစ်ဘူးဘာဖြစ်လို့လဲမေတ္တာတုပ်ဆိုတာကျင်းပြောနေတာကိုအချိန်ပြည့်ဘယ်ချင်းထမင်းမြွတ်တာကိုကမရတော့မှရတဲ့ပုံကတော့ပါသွားတာပဲကိုကစဉ်းစားနေတာပဲတောင်းစဉ်းစားမြောက်စဉ်းစားစဉ်းစားဘေးကရွတ်သွားပုံကတော့ပါသွားတာပဲဆိုတာတော့အားဆိုင်စရာမလိုဘူးမေတ္တာတုပ်လိုဟာမျိုးဟုတ်တော့မလားတန်သာတော်ရှင်မြတ်များဖျားအိမ်မှာကနေ့ ဂိလာနာပုဂ္ဂိုလ်နေမကောင်းလို့အဖေကနေမကောင်းလို့အမေကနေမကောင်းလို့ဘိုးစင်ကတုပ်လေးများရုတ်ပေးပါဦးဖေဆိုတန်ဃာတော်တွေကနည်းနည်းအားဆိုင်ရပြီပေါ့နော်ဟောဒီထိုင်းနိုင်ငံမှာကြားဦးတယ်နော်ရဲတယ်တွေပါတယ်ပါဆိုတီတော်ကုတ်တာတုတ်တန်းဆိုတာရုတ်လေးရှိတယ်လို့ကြားဦးတယ်ထိုင်းဘုန်းကြီးတွေထိုင်းဘုန်းကြီးတွေတောင်လူတိုင်းမရဘူးပုဂ္ဂိုလ်တိုင်းမရဘူးအဲ့တုတ်တန်းကတုတ်တန်းကိုမရဘူးဗမာဘုန်းကြီးတွေဆိုရင်တော့ကြားဦးတဲ့ပုဂ္ဂိုလ်တောင်ခန့်နေနေရဲ့အဲ့တုတ်တန်းကိုနော် သူကပရည်ကြီးဆက်တဲ့သူလဲလဲမပါပဲဘူးပြသူကနော်အဲ့ဒါလို့နာရေးရှိတဲ့ချိန်မှာရွရတဲ့တုတ်တန်းလို့ကြားဦးတာပဲနော်ဆိုလိုတာကတော့မိမိကြီးနေတဲ့စာကိုရွတဲ့အခါမှာဘာမှအားဆိုင်စရာမလိုဘူးအခုဗုဒ္ဓမြတ်စွာမလည်းဉာဏ်တော်ကိုတော့လေးစားရပါတယ်သို့တော့အဲ့လိုပုံစံမျိုးပဲရှေ့ကြောက်6ကျမ်းမှာရွတဲ့ချိန်မှာဗုဒ္ဓမြတ်စွာကဘာမှအားမဆက်ရတော့တာမန်လေးပဲရွတ်သွားတော့ခန္ဓာကိုယ်ကအလင်းရောင်မပေါ်ဘူး ပဋ္ဌာန်းကျမ်းမြတ်ကိုရွတ်တဲ့ချိန်ကျတော့အင်မတန်မှသူကအမှားယွင်းမရှိအောင်သဘောမျိုးနဲ့အားဆိုင်ပြီးတော့ရွတ်ရတော့ဒါခန္ဓာကိုယ်ကနေဉာဏ်တော်တွေကကွန်မြူတဲ့ပြီးတော့အယောင်တွေထွက်တာလေဗျာအယောင်တွေထွက်တာနော်တလံမြလောက်သောခန္ဓာကိုယ်တွေကနေပြီးတော့ရောင်ကြီးတော်၆ဆွေတွေလွတ်တာအဲ့ဒီပဋ္ဌာန်းကျမ်းမြတ်ကိုရွတ်တဲ့ချိန်ကျမှဟောတဲ့ချိန်ကျမှလွတ်တာရွတ်နော်ရောင်ကြီးတော်တွေလွတ်တာဒါကြောင့်မို့ဘလောက်တောင်မှခဲရင်နေဆိုတာတာမန်ပုံကိုယ်တွေနားမလည်နိုင်ဘူး သို့တော့ခံမှန်းကြည့်လို့တော့ရပါတယ်တဲ့နော်အကြောင်းနဲ့အကျိုးဆက်ဆက်မှုတွေကိုပြောနေတာအကြောင်းတရားနဲ့အကျိုးတရားဆက်ဆက်မှုကိုဗုဒ္ဓဘာသာတရားတော်ကလက်ခံတယ်အရင်တုန်းကဘုန်းကြီးကတရားတပုတ်ထဲမှာဟောခဲ့တယ်အိန္ဒိယနိုင်ငံမှာဘာသာရေးခေါင်းဆောင်ကြီးတွေရှိတယ်သူတို့ရဲ့ပါတီတွေအယူဆပါတီရဲ့လမ်းစဉ်တွေက တချို့ပုံကူတွေကအကြောင်းကိုပဲတချို့ပုံကူတွေကတော့အကျိုးကိုပဲတချို့ပုံကူတွေကအကြောင်းရောအကျိုးရောနှစ်ခုလုံးကိုပဲဗုဒ္ဓမြတ်စွာရဲ့ဗုဒ္ဓဘာသာပါတီဗုဒ္ဓပါတီကြီးကတော့အကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုတခုစီကိုလည်းလက်ခံတာမဟုတ်ဘူးနော်အဲ့ဒါမှတ်ထားအကြောင်းကိုလည်းလက်ခံတယ်အကျိုးကိုလည်းလက်ခံတယ်အဲ့ဒါမျိုးမဟုတ်အကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုလက်ခံတာအဲ့ဒါမှတ်ထားနော်ဒီစကားလုံးလေးတွေကကွဲပြားတယ်အကြောင်းအကျိုးဆက်ဆက်မှုကိုလက်ခံတာနော် ဒီဘက်ကနေအကြောင်းကြောင့်ဘုဒီဘက်မှာအကျိုးဖြစ်တယ်ဆိုရက်လက်ခံတဲ့ဝါဒဗုဒ္ဓဘာသာတရားတော်အကြောင်းမရှိဘဲနဲ့ဘရော့မှာအကျိုးဆိုတာမဖြစ်ဘူးတဲ့ဗျာမီးမရှိဘဲနဲ့ဗါလဲမီးကိုဆိုတာမထွက်ဘူးတဲ့ဗျာမထွက်ဘူးတဲ့မီးရှိနေလို့မီးကိုဆိုတာထွက်တာအထက်မှာမိုးတွေအကြီးကျယ်ရွာပြီးဆိုရင်ဗါလဲအောက်ကူလာတဲ့ပြီးတော့ရေတွေကြီးတာအကြောင်းကြောင့်ဘုအကျိုးဖြစ်တယ်ဆိုရက်ဝါဒဟောဒီမှာတန်ခွင်းဆက်လေးတွေတစ်ခုနဲ့တစ်ခုနဲ့ဆက်နေတာဟုတ်တယ်မလား တခုနဲ့တခုဆက်နေတာအဲ့ဒါတခုကနေနောက်တခုနောက်တခုကနေနောက်တခုအဲ့ဒီသဘာဝကိုဆက်ဆံမှုအကြောင်းနဲ့အကျိုးနဲ့ဆက်ဆံမှုကိုယုံကြည်တဲ့ဝါဒဟာဗုဒ္ဓဘာသာတရားတော်ပဲလူသားတယောက်မှာစိတ်လေးနှမျိုးကဘဝတစ်ခုမှာနှစ်ကြိမ်ပဲဖြစ်တယ်ဘဝတစ်ခုမှာစဖြစ်အမိဝမ်းထဲမှာပဋိသင်္တေစိတ်စဖြစ်တယ်နောက်ပိတ်ဆုံးဒီဘဝကနေထွက်ခွာသွားပြီဆိုသုတိစိတ်ဗမာလိုဖြစ်အောင်ပြောရင်တော့ပဋိသင်္တေစိတ်ကမွေးဖွားတဲ့စိတ် စုတိစိတ်ကတည်တဲ့စိတ်ပေါ့တည်တဲ့စိတ်ပေါ့ဘဝတစ်ခုမှာတစ်ချိန်မဲဖြစ်တာတစ်ချိန်မဲဖြစ်တာဘဝမကုံသေးတဲ့ပုံကိုယ်တွေမှန်သမျှဟောဒီမှာစုတိစိတ်တည်ပြီးဆိုနောက်ဘဝကိုချက်ချင်းပฏิတန်နေစိတ်ချက်ချင်းသွားဖြစ်တယ်နော်ဗုဒ္ဓဘာသာဝင်တွေသူပြီးတော့လက်ခံထားပြီးတော့အိမ်ထဲမှာအမေကတည်သွားပြီခုနှစ်ရက်နေသေးတယ်ဝိညာဉ်လေးရှိတယ်လက်ပြားလေးရှိတယ်သွားများမယုံနေနဲ့အဲ့ဒါခုနကတုန်းကခံယူထားတဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိ ဓမ္မန္တရဏံကိစ္ဆာမိတန်ခန္တရဏံကိစ္ဆာမိတရဏဂုံပြက်တယ်ဗျာအဲ့ဒါမှတ်ထားတရဏဂုံပြက်တယ်သွားပြီးတော့များလက်ခံယုံကြည်မှုမလုပ်လေနဲ့ဟောဒီမှာနော်သုတိဒီဘဝသေးတယ်ဘဝမကုံသေးတဲ့ပုဂ္ဂိုလ်မှန်သမျှဆိုကြပါစို့တောတာပံဖြစ်တယ်ပရိသန္တိစိတ်သကရာကံဖြစ်တယ်အနာကံတောင်မှဖြစ်သေးတယ်ယဟန္တာဖြစ်မှာဟောဒီမှာသုတိရဲ့နောက်မှာပရိသန္တိဆိုတာပြက်တာဘဝကုံတာဘဝကုံတာ အဲ့ဒါကိုယုံကြည်လက်ခံနေပြီးတော့အိမ်ထဲမှာနေတာဆိုကြပါစို့အရက်သုံးစကားနဲ့ပြောရင်တော့တဆေရှိတယ်တရေရှိတယ်ဆိုတာတွားမြမယုံနေနဲ့ပိဋ္တာဆိုတဲ့စကားလုံးကတော့ရှိတယ်ပေတဝုထုဆိုတာဗုဒ္ဓမြတ်စွာဟောကြားသွားတယ်ပိဋ္တာအဲ့ဒီဘဝမျိုးကတော့ဖြစ်တာပေါ့30တဘုံထဲမှာအပယ်၄ဘုံထဲမှာပါတယ်လေငရဲတိရစ္ဆာန်ပိဋ္တာအတူတကယ်တဆေတို့တရေတို့ဆိုတာ30တဘုံထဲမှာမပါဘူး သွားမြလက်ခံယုံကြည်မနေကြနဲ့ခုနကတော့ဘုန်းကြီးပြောခဲ့ပြီထပ်ပြီးတော့တတိပေးလိုက်မယ်အဲ့ဒါကိုလက်ခံယုံကြည်နေရင်တရဏဂုံပြတ်တယ်ဗုဒ္ဓဘာသာမဟုတ်တော့ဘူးမဟုတ်တော့ဘူးအလေးနဲ့ဆုံးမဲ့ဒါကနေ့အဲ့ဒါလေးကိုပြောမှာပေါ့ဘုသူတဖြစ်ဖြစ်နေဟုတ်ပြီလားနော်ဒါကြောင့်မို့လို့ဗုဒ္ဓဘာသာတရားတော်ကအကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုသာလက်ခံယုံကြည်တဲ့ဝါဒဝါဒတဲ့ ခမားတို့ဗုဒ္ဓဘာသာကဘာအယူဝါဒလဲမင်းဒါလေးပဲကွာဒါလေးပဲအကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်မှုဝါဒပဲဒါလေးပဲပြောပါဠိလိုပြောရင်တော့စာပေလိုပြောရင်တော့ပဋ္ဌာန်းဤတို့ပဋိစ္စသမုပ္ပါန်ဤတို့ပေါ့သူကဆက်သွဲနာဘူးဗျာတခုနဲ့တခုဆက်သွဲနာဘယ်တော့မှအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးနော်အဲ့တော့ဆိုကြပါစို့ဟုတ်လားနော်ခုနကတုန်းက၅ပါးတီလာရတယ်ဘုန်းကြီးကဆိုပေးလိုက်တယ် မာလူခုနကတည်းကဆိုပေးလိုက်တာပါဠိလိုပြောရင်တော့ပါဏာတိပါဒတဲ့အဋ္ဌိနာဒါနတဲ့ကာမေသူမိစ္ဆာစာရမုဒာဝါဒတဲ့နောက်ဆုံးလေးတစ်ခုကဗါတယ်လေသူရာမေရယတဲ့သူရာမေရယတဲ့နော်ငါးပါးသီလကိုလူတိုင်းသိတယ်လူတိုင်းရတယ်နော်ပြောတတ်တယ်ဗမာလူလည်းပြောတတ်တယ်ပါဠိလိုလည်းဆိုတတ်နေကြတာအဲ့ဒီတော့ ဗုဒ္ဓမြတ်စွာကတုတ်တန်တခုကိုဟောတာလေမင်္ဂလတုတ်တန်တဲ့မင်္ဂလတုတ်တန်မင်္ဂလတုတ်တန်အဲ့ဒါတွေကိုပဲဗမာကမင်္ဂလကိုမင်္ဂလာမင်္ဂလာနဲ့ရေးချလေးထည့်ပြီးတော့ပြောတာအာမင်္ဂလာပါခမရမင်္ဂလာပါဆရာမမင်္ဂလာပါဆရာမင်္ဂလာပါအရှင်ဖေရနားလည်နေကြပြီစကလုံးလေးကိုနှလုံးပေါင်းထားတာမင်္ဂတဲ့ဒီဘက်ကနောက်ကလာတဲ့ရေးချလေးကတော့ကိုယ့်အကူထည့်ထားကြတာဗမာတွေထုံးကြတယ် မင်ကဆိုတာမကောင်းတာကိုပြောတာပါပပါပပေါ့မကောင်းတာပဲလာဆိုတာလေးကဖယ်ရှားပစ်လိုက်တာမကောင်းတာတွေကိုဖယ်ရှားပစ်တယ်လို့အဓိပ္ပာယ်ထွက်တယ်အဲ့ဒီမင်္ဂလာဆိုတဲ့စကားလုံးလေးတွေပါအလကားပြောနေတာမဟုတ်ဘူးနော်တေချာနားထောင်၅ပါးတီလာတဲ့မှာရှေ့လေးချက်ကအဲ့ဒီမင်္ဂလာတရားတော်တွေမှာ မပါဘူးမင်္ဂလာတရားတော်တွေမှာမပါဘူးပါဏာတိပါဒလိုက်ရှာ မတွေ့ရဘူးအဋ္ဌိဏဒါနလိုက်ရှာမတွေ့ဘူး ပါတယ်ကာမေတုမိစ္ဆာစာရမုဒါဝါဒမတွေ့ရဘူးဟောနောက်ဆုံးကတစ်ချက်ကြတော့မစ္ဆပါဏာစတန်ယမောအာရတိဝိရတိပါပါမစ္ဆပါဏာစတန်ယမောတေယီတေရက်ကိုမတောက်ရဘူးလေဗျာမစ္ဆပါဏာတဲ့တေယီတေရက်တောက်ချင်းမအောင်တန်ယမောစောင့်ထိန်ရမယ်ခန္ဓာကိုယ်ကိုစောင့်ထိန်မှာသွားပြီးတော့မလုပ်ပါနဲ့အဲ့ဒါမင်္ဂလာဖြစ်တယ်လေဗျာ ရှည်လေးချက်ကမပါဘူးဟုတ်ပြီလားမှတ်ထားနော်ရှည်လေးပဲရှည်လေးချက်ကိုရှောင်လို့မင်္ဂလာမဖြစ်ဘူးဟောနောက်ပိတ်ဆုံးတစ်ချက်ကြပါမိစ္ဆာပါဏာစတန်ရမောတဲ့စကလုံးလေးတလုံးကတိတ်ပြီးတော့ကောင်းတာမိစ္ဆာပါဏာဆိုတာမိစ္ဆာဆိုတာမူရစေဝါကိုပြောတာပါဏာဆိုတာတောက်တာတုံးတာပေါ့တန်ရမဆိုတာစောင့်ထိန်တာနော်ရှောင်ကျင်တာဗမာလိုပြောပေါ့အတိတ်ပဲဟုတ်တယ်မလားဟုတ်ပါဗျာအေး ဘာဖြစ်လို့အဲ့ဒါကိုမင်္ဂလာတရားတော်တွေထည့်ထားရတာလဲလို့မေးတော့ဒီဟာလေးတစ်ချက်ကဘဝပြည့်နိုင်တယ်ဘဝပြည့်နိုင်တယ်နော်ဘဝပြည့်နိုင်တယ်အဲ့ဒီတော့ဒီမစ္ဆာဆိုတဲ့စကားလုံးလေးဟာတေယီတေရဲ့ပေါ်မူရဲ့စေဝါကြံတဲ့ဟာတွေကတော့ထားပါတော့ဘယ်ချိန်ကစပေါ်လာတာလဲလို့မေးရင်အာဩစရာသိကောင်းတာကဘာဥခါ